အလုံးလမ်းမဲ့အမျိုးသားနှစ်ယောက်ကတရားအောင်မှာရှိနေတဲ့တရားပေါ်ကနေကောင်မလေးတယောက်ရေထဲကိုပြုတ်ကျသွားတာတွေ့လည်ရပါတယ်။အဲဒါနဲ့သူတို့နှစ်ယောက်ထဲကခက်ချောချောတယောက်ကချက်ချင်းမဲ့ရေထဲကိုခုန်ဆဲပြီးကောင်မလေးကိုကယ်လိုက်တာပါ။ဒါပေမဲ့ကုန်းမော်ရောက်တော့မှသူတို့ထင်တာကလို့တကယ်ကောင်မလေးမဟုတ်ဘဲနဲ့တစ်သားရုပ်ထုဖြစ်နေခဲ့တာပါ။ ဖြစ်ကျွန်တော်တေတာရုပ်ထုကအရန်ကုန်လာတာကြောင့်အမျိုးသားကအိမ်ကိုပြန်တည်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အယုံမကိုကားပေါ်တင်လာပြီးအယုံမဟာညပတ်နေရာကြောင့်ပဝါနဲ့ဖုံတွေကိုတုပ်ပေးပါတယ်။အယုံမလေပင်ကလေဆွဲပြရက်လေးကိုထိလိုက်တဲ့အချိန်မှာတော့အယုံမဟာလှပချောမောတဲ့တက်ရှိအမျိုးသမီးတယောက်ဖြစ်နေခဏလောက်ပြောင်းလဲသွားခဲ့တာပါ။ဒါပေမဲ့အမျိုးသားကဒါကိုတရင်မထားမိပဲအိမ်ပြန်တည်လာခဲ့တာပါ။ဒ အခြားရုပ်တွေထားတဲ့နေရာမှာအယုံမကိုတသေးချာချာပြင်ဆင်ပြီးတော့ထောင်ထားလိုက်ပါတယ်။အယုံမကအရန်ကိုလှတာကြောင့်အမျိုးသားကခဏခဏသွားသွားကြည့်နေမိတာပါ။ဒါအပြင်သူကအယုံမကိုတက်ရှိမဟုတ်မှန်းသိနေပေမဲ့လည်းချစ်မိသွားတာကြောင့်နှက်ခမ်းကိုနမ်းလိုက်ပါတယ်။လယ်ဆွဲုံနဲ့တန်ရှင်းရေလို့ဖို့ဖြုတ်ယူလိုက်တော့အယုံမဟာအတန်ဝင်လာခဲ့တာပါ။အမျိုးသားကအရန်ကိုလှမ်းသွားပြီးသူ့ကိုယ်သူအိမ်မက်မက်နေရလို့ထင်နေပါတယ်။အမျိုးသမီးအနားရောက်လာပြီးသူ့အသက်ဟုတ်ထိလိုက်တော့မှအိမ်မက်မဟုတ်မှန်းသိသိချာချာသိသွားပါတော့တယ်။ မျိုးသမီးနဲ့စကားပြောကြတော့မှသူမဟာရှေးခေခါကမင်းသမီးတစ်ပါးဖြစ်နေပြီးတစုံတစ်ခုကြောင့်အယုံမဖြစ်နဲ့ပြောင်းလဲသွားရတာပါအမျိုးသားအောင်လည်းခုထိသူ့ရဲ့ကျင်ရတော့မင်းသားလေးလိုပဲထင်နေပါရဲ့အမျိုးသားအခုချိန်ဟာဆွေနှောင်း20ရာစုကိုရောက်နေပြီဆိုတာပြောပြလိုက်တော့သူမအယံကိုလန့်သွားခဲ့တာပါခဏနေတော့ဘင်းကမိပန်းထားပေါက်လို့သူမလန့်ပြီးတတိလစ်သွားခဲ့ပါတော့တယ်ရှင်ဒီနေ့ recap player ကတော့တလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါအသေးသေးသောစိတ်ဝင်စားဖွယ်တွေနဲ့ပြန်လာခဲ့ပါအောင်ပဲဆက်လက်ချစ်ခင်အားပေးကြပါအောင်ရှင့်